ပိတ်သမ ्या လိုမေးမိင်္ဂလာပါဒီနေ့မှာကျွန်တော်ရဲ့ channel လေးကနေတင်ဆက်ပေးသွားမယ့်အစံတန်လေးကတော့စာရေးသူမောင်တင်ဆန်းရေးသားထားတဲ့အောင်လန်းဘိုးထင်နဲ့နီးမန်လမ်းမန်ဆိုတဲ့စံတန်လေးပဲဖြစ်ပါတယ်တင်ဆက်မှုလေးကိုမစားခင်မှာပရိသတ်တွေကကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးတော့တင်သမ ्या တွေကိုတိလိုက်အောင်လို့ဘေးနားကလိုတီပန်လေးကိုလည်းလိုက်ထားပေးကြပါဦးဗျာ ကဲဒါဆိုရင်တော့တင်ဆက်မှုလေးကိုစားလိုက်ကြရအောင်ဗျာ။မိုင်းတွင်ငင်းငိုင်နေတဲ့မျက်နှာကိုစီရှိကြတဲ့လူငယ်တစုဟာတင်ဆောင်လာတဲ့လဲလေးကပေပင်အသေးနဲ့အရှင်လေးရောရှက်ပေါက်ရောက်နေတဲ့လဲလန်းလေးတန်တရွေ့ပြီးသွားနေပါရဲ့။အဲ့ဒီပေပင်လေးရှိပြီးရွာဝင်းကိုအလုံးစုံမြင်နေရတဲ့နေရာရောက်သူတို့ကလဲကိုရက်တန်းလိုက်ပြီးအဲ့ဒီမြင်ွေးကိုရီဝင်နေတဲ့မြေဝိုးတို့နဲ့ငေးကြည့်နေကြရဲ့။အဲ့နောက်လဲမောင်းတဲ့လူတွေကအစတင်ပြီးစကားဆူနေတယ်။ဟေးအောင်လေး မင်းတို့ဘေးချင်းကြီးကြည့်ပါလေအေးဘူးလာပြီဟာနောက်ဆုံးနေနဲ့တို့တို့အွားကြည့်ပြစီဗျာနောက်ဆိုတို့တို့ကဒီရွာနဲ့မသက်ဆိုင်သူတွေဖြစ်တော်မှာဗျာမင်းတို့ကလည်းကိုကိုကိုတွေကွာအလားစမ်းမှာအေးရောက်ရင်အဘောင်းငါပြောကြည့်ပါမယ်မရရင်ငါတို့ပါလိုက်ပဲကွာကျေမှာစကားပြောနေသူတွေမှာမောင်ဘိုးထင်တို့အဖွဲဖြစ်ပါရင်တို့ကမြောင်းပြေရွာလူကြီးရဲ့တမီးဖြစ်သူကိုမခေါ်နိုင်ခဲ့တာကြောင့် ပေမင်းရွာလူကြီးကသူတို့ကိုရွာကနေနှင်ထုတ်တော့မယ်ဖြစ်တယ်။အဲ့ဒီရွာရဲ့အလားပါရီကိုနောက်ဆုံးအနေနဲ့ကြည့်နေခြင်းဖြစ်ပါရဲ့။မဝတ်တဲ့ပေတူးနဲ့တာရီတို့ရဲ့လွန်လွန်ဆဲဆဲကြီးကိုစိတ်မရှိဖြစ်နေတဲ့လဲမောက်သူတာယာကအနောက်ကတိုင်ပြီးရွာကိုငင်းနေတဲ့သူတို့ကိုစကားလန့်ဆိုလိုက်ပါရဲ့။ဖျောက်လေမောင်းပါမလားရထားပါမလားခွေးရဲမှာပဲ။ရွာလေးသုံးဘလောက်လှည့်ပြီးသွားပြီအခုထိကြည့်လို့မဝသေးဘူး။ဟာပြအဲ့လိုတော့ပြောပါနဲ့။တိုးရဲစားဒီမဟုတ်ပြီပဲ။ ဒါကြုတ်ချစ်တဲ့ရွာဗျ။နောက်ဆိုအကျိုးတော့ရွာလေးလာလာပေါ့မတတ်ဆန်နေသူဖြစ်တော်မှာ။အတော်စမ်းမှာဘိုးထင်ရာမိန်းတော်နဲ့သူကလည်းပါမှာ။ခင်ဗျားတို့မခေါ်ရပါဘူးဗျာ။ဒါတို့တို့ကိစ္စပဲ။ခင်ဗျားတို့ကတော်တော်ကူညီရ။ခင်ဗျားတို့နှစ်ယောက်နဲ့မဆိုင်ပါဘူးဗျာ။ဆွေးဆွေးငယ်ငယ်ပြောလိုက်တဲ့ပေတူးရဲ့စကားကြောင့်တိုင်းရနေဘိုးတွေစိတ်မကောင်းဖြစ်သွားပြီးတော့။ငါတို့လှုပ်ပေးလိုက်လို့ဖြစ်တာအဖေကိုပြောကြည့်တာပေါ့။ ကဲတာယာကြီးအိမ်ကိုပဲမောင်းကွာကိုရိစကားဆုံးတာနေတာယာကလဲကိုစတင်မောင်းနေလိုက်ပါရင်လဲဝကမောင်းဘူးတင်တို့တောင်းရောက်ဒီကောင်လမ်းပြီးဝဲရတလျှောက်ကိုငေးမောစွာကြည့်ပြီးတိတ်ဆိတ်နေသက်စွာလိုက်ပါလာကြသည်တဲ့တာယာမောင်းနေလေးလေးကရွာသူကြီးရဲ့အိမ်ကိုစမ်းရောက်လာပြီးဖြစ်ပါရင်သူတို့လဲဝင်လာသည်ကိုမြင်တဲ့ရွာသူကြီးကနွားစာဆင်းနေရကရက်လိုက်ပြီးကိုတွဲနေတဲ့ချွေးစားတွေကိုတုပ်လိုက်ကောင်ဟဲ့လေရောက်လာကြပြီလားဟုတ်ကဲ့ မြောက်ပြင်လူကြီးသမီးကိုတခါရေးပို့ပေးခဲ့တာလားဗျာအဲ့ဒါလေးပါလေရှာမတွေ့ခဲ့ဘူးလားဂျော်လူကြီးကမိတဲ့ကသားပြည့်သူဖိုးတွေးကအလဲပေါ်ကခုံစင်းလာတာဒီလိုပါရတူတူရီမြောက်ပြင်မြောက်လူကြီးသမီးကိုတွေ့ခဲ့တယ်အပေါ်ပဲစဉ်းစားကြည့်ဗျာသူတို့နှစ်ယောက်ကတိတ်ချစ်ကြတာဗျာအဲ့ဒါနဲ့ကျုံနဲ့တာယာကမခွဲရလို့မခေါ်ခဲ့ဘူးလား အဘတဘောပေါက်နေတာပဲရွယ်လေကွာကဲမေးပါပြောချင်တာပြောစမ်းပြီးအောင်ပြောတူတူကကိုကျဲစာတရားထားပြီးသူများလေမျိုးကိုမခွဲတာအဘလေခရယကြီးရပဲဗျာဒါရီနားလဲမှာပါအဲရောဒီကောင်လေးကိုပေးမဲ့ပြစ်တံလေးကိုရုပ်သိမ်းပေးဖို့အဘရဲ့အသားတယောက်နေနဲ့သူကမေတ္တာရက်ခံမင်းတို့ရောပေါ့ရွာထွက်ကွာကိုရီးယားဟင်းရဲ့ပြင်းနဲ့သူ့ရဲ့ပေါကိုလာချလို့မှမစုံခင် ရောင်လူကြီးကသူ့ရဲ့တာရောင်ပေါင်းလေးတူတာရောက်ကိုပေါင်းမောင်ဘိုးတင်တို့နီးတူရောင်ဟန်ဒီရောင်လင်းနဲ့ပေးလိုက်ပြီးနောက်အိမ်ပေါ်ကိုတက်ကောင်တကားပိတ်ထားလိုက်တော်ရီရေကြိုင်သွားတဲ့ပိုးတရားတာရောင်ကအချိန်ကြီးမဟန်မတ်တိတော့လဲပေါ်ကမစင်မင်းဘွားတို့ကိုဂိုင်းထားရင်ကလှမ်းပြီးတော့စကားဆူလိုက်တယ်ကဲပိုးတရီတို့တော့ရောင်ပြေမှာတဲထိုးနေရမယ်ကိစိုက်ပြီးအိမ်ပြိုင်လဲလဲရီနွားရီအဘငါ့ကိုပြန်မပေးပဲနေလိမ့်မယ်တခါလေရောင်ပြေမှာသာနေရအောင်ကွာ ရက်ဆက်လိုက်တယ်အဘကွာတားဆိုလို့ငါတယောက်တည်းရှိရတော့ဒီလိုရက်ဆက်မယ်လို့မထင်ဘူးကွာကဲကြေပွဲမလီနဲ့ပေါ်ရီငါကြီးပဲကိုရီဒါဗျာဒါလောက်အကျဉ်းလာတရားမရှိရတူဒီလိုရွာလူကြီးအုပ်ချုပ်တဲ့ရွာမှာမနေဘူးဒီရွာနဲ့ခဝွေးမှနေမယ်တိုင်းရဲ့အော်ဂျေအော်ဂျေစကားဆုံးတာနဲ့ရွာလူကြီးရဲ့အိမ်တကားပြန်လာပြီးတကောင်သားတာကြီးကအိမ်ဝိုင်းပြင်ကိုထွက်ပြေးရပေါ့ကိုရီမာရွာပြင်ကိုထွက်နေမယ် မင်းရလေတောက်တက်လိုက်တာနှစ်ယောက်မရှိဘူးတ ாரி ကတကားဖိတိုင်ကြားနေတကားရင်းလမ်းဘက်ကိုရောက်နေပြီဖြစ်ပါရဲ့အမှန်မှာတော့တကားဖိလာတဲ့ဒီမှာရွာလူကြီးမဟုတ်ရွာလူကြီးရဲ့ကတော့ဖိုးထွင်းရဲ့မိခင်သာဖြစ်တဲ့ဖိုးထွင်းကသူ့ရဲ့မိခင်ကြီးကိုမြင်တာနေအမေတုတ်သွားတော့မယ်တုတ်ကိုမလိုတော့တဲ့ပုံဟင်းဒီတောက်စကားမျိုးလိုက်တာရော့နေဝေစာရီလာပြီးတာ ဘိုးတို့ရဲ့မိခင်ကြီးကအရင်းများသာပြောပြီးပစိုးနဲ့ထုတ်ထားတဲ့အဝဲထုတ်ကိုအိမ်ပေါ်ကနေပြီးတော့လှမ်းပြေးချပေးနေတယ်။အဲဒီနောက်ကျိုးနဂါကြီးကိုပိတ်ချလိုက်ခြင်း။အရင်းမိခင်ကိုဆွေးဆွေးငငယ်ကြည့်နေတဲ့ဘိုးကြီးကလည်းဘယ်တော့ကများကြုတ်ကိုနှင်ချခြင်းလဲလေ။မျောလေးချက်မေးပြီးမို့လက်ဒစီနဲ့ရွာပြင်ကိုသာထွက်လိုက်ကြပါတော့လေ။ရီတော့ရီရတာ။ဝဲမင်းကလည်းဒုက္ခရောက်နေပါလေဆို။ဘာလို့ရီချင်နေရလဲ။ ရှိရတာပေါ့ကွာအခုခေတ်ကလူတယောက်ကိုနှိမ်လို့ရတဲ့ခေတ်မှာမဟုတ်တာမတော်ဘာလို့ရွာပင်ထွက်ရမှာလဲဒီရွာကအများပိုင်းငါအပါတယောက်တည်းပိုင်တာမဟုတ်ဘူးမဝတီတို့ကလည်းကိုရွာပင်ကုတ်ကိုပင်အရေးအောက်မှာရက်ကစကားဆုံနေခြင်းဖြစ်ပါတယ်ဘိုးကျင်းနဲ့တာယာတီကရွာကနေထုတ်တယ်ဆိုတာအတိတ်ပဲမရှိသောနဲ့သူတို့လက်မခံနိုင်သောကိုနှစ်ယောက်သားပြောနေကြပြီပဲရောက်ပြီရွာလူကြီးရဲ့သမီးကိုခိုးပေးခဲ့တဲ့မောင်ဘိုးထင်တော့မှအဲ့ဒီလိုမပြောနိုင်ကြပါဘူး ခင်ဗျားတို့ကဟုတ်တာပေါ့ကျုပ်တို့၃ယောက်ကခင်ဗျားအပစကားကိုနားမထောင်လို့မရဘူးညတော်တာထောင်နေတန်းနေမကြဟုတ်လို့မပြောနိုင်ဘူးဟုတ်တယ်ရွာပြင်ထုတ်ခံရတာဘာမှဖြစ်ဘူးတော်တာမျိုးရီကက်ဒီပို့ပြီးထောင်ချနေမှာဘဝဆုံးမှာအေးဟုတ်တယ်ကိုသားရတဲ့သူတွေခင်ဗျားတို့ဘာသာရွာလေးပြန်ရင်ပြန်ကျုပ်တို့ဒီမှာပဲနေမယ်တဲလီတော့ကူထိုးပြီးခဲ့ ဘာဘောတင်တော့တော့မှာဖြစ်ရွာနဲ့ခန်းလန်းလန်းနေရာမှာသာတဲထိုးဖို့ကြံနေလေအဲ့ကဖိုးထွေးကပတ်ဝန်းကျင်ကိုတစ်ချက်အကဲကတ်လိုက်ပြီးတော့တော့ဘသူ့အကွက်တော့ကိုမကြီးကွက်လေအေးသူဆိုရင်တော့မင်းတို့မနေချတော့ပါဘူးတဲထိုးမှာပဲထိုးကွာစားဖို့တော့ဖို့တော့တိတ်ဘူးပဲရှာစားဖို့ဖိုးထွေးရဲ့စကားကြောင့်ကြံနေသူတွေသူ့ကိုစိုက်ကြည့်နေကြတယ်အဲ့ကဖိုးထွေးကလေငါပြောတာဘာမှလို့လေကွာ မင်းကမလာရှာမစားလို့ဘယ်သူကလာကြွေးမှလဲ။ဤပါဗျာဟုတ်ပါပြီခဏနားပြီးတဲထိုးကြအောင်။မိုးတော့တက်ခဲ့ရတော့ကိုသားရည်ခမားမေးဒေါခင်တုတ်စီအောင်လီကိုရင်မိတွေ့တိုင်းတောင်းနေနေတာယူပေးဗျာ။ဤပါကွာဤပါ။မတော်တော့ရွာပြေမှာမနေနိုင်ဘူးနော်။မင်းတို့လိုရာရှိရင်ပြော။ဘာလို့ဒီတော့ကရွာနေတန်လန်းနဲ့ကိုမြာကြီးရဲ့အကွက်မှာတဲထိုးဖို့ဆိုင်းပြီးနေ။ရွာနေတော်လီကပါကရွာလူကြီးပြောမိစွရကြောင့် ရွာနေနေတဲ့နေရာမှာသာတဲထိုးခြင်းဖြစ်တယ်။ဒါနဲ့မဘိုးတင်တို့ကသူတို့ရဲ့အုတ်ထင်းသူတွေကိုတဲတိုင်အတွက်တွင်တူးနေရာကနေအပြည့်တင်ပြောဆိုလေးစားပါရီ။ဒါကြီးမေးပါနဲ့ငါပါမကောက်ပါဘူးကွာ။ငါလည်းအဲ့ဒါပြောနေတာ။တကယ်ဆိုကလေးကြီးငယ်ပါသေးရဲ့ရွာလူကြီးရဲ့ဒီလိုတော့မဆုံးဖြတ်ပါနဲ့ဘာနဲ့ပြောရမှာကွာ။အခုတော့ကွာရွာလူကြီးသဘောနဲ့သူတို့ကငါတို့ကိုရွာလေနှိမ်ချခြင်းနဲ့ပုံပဲ။ ေးကွာငါဖြစ်ငါပါတယောက်ငါအတွက်နေစိတ်မကောင်းဖြစ်မထင်းနေတာသူကသူ့အပေါင်းသိနေနေတော့မှကြီးအောင်ကြီးမနေထမ်းတော့သွားနေတယ်ကွာဘိုးရင်းရဲ့စကားကိုနားထောင်ပြီးတွင်းတူးနေတဲ့ပေတူးကတစ်ချက်ပြောကမြောင်ပြောမြောင်ဘာယုံကမိမတွေဘာတွေရောယူမလားမသိဘူးနော်ယူတဲ့နေ့ရက်လေတဲ့နေ့ဖြစ်ပါပဲဟိတိုင်ငါ့ဘောအဲ့လိုရောပြောပါနဲ့ကွာ သူတို့သုံးယောက်စကားတပြောပြောနဲ့ twin two နေကြစဉ်ဟိုတွင်းနဲ့တန်ဟာကလဲဝမှာမျိုးသမီးနှစ်ယောက်ကိုတင်ခါချောင်းရှိလာတယ်။အဲဒီမျိုးသမီးနှစ်ယောက်ကိုမဘိုးတင်တို့မြင်တဲ့အခါညာစွာအံ့ဩမိနေတယ်။ဟာဟိုမှာတော်ပြုံးနေမဝိုင်းစီမလား။အေးဟုတ်တယ်။ဘာဒုက္ခများထပ်ပေးလို့လည်းမသိဘူး။ဘဝတင်တို့ကတဲနိုင်ဆိုင်ဖို့အတွက်တွင်တူးနေရာမှာရပ်လိုက်ပြီးသူတို့နာကိုစောင့်နေတယ်။မကြတော့ချိန်မှာလှည့်ရလိုက်တာနဲ့အမေပြုံးနေဝိုင်းစိန်ကလဲဘော်ကစိန်က ဝိုင်းစိန်ကစကားဆူလီတယ်။ငါမောင်တို့အမတောင်းပေးခြင်းလို့လာခဲ့တာပေါ့။အခုငါမောင်တို့ရွှေပြည်မှာနေစရာမလိုတော့ဘူး။ဗျာဘာဖြစ်လို့လဲ။ပေတိုးမှာနားမလည်ရဲ့ဝိုင်းစိန်ကိုမေးလိုက်ရင်ရိကဘေးမှာရက်နေတဲ့အမေပြုံးကဒီလိုမျိုးရယ်။အမေပြုံးတို့မိလေးတို့အတုံးချခင်ပြီ။အခုလူလေးတို့ကအမေပြုံးတို့အတွက်အနေနာခံပြီးရွှေပြည်မှာနေရတော့မယ်ဆိုတာကိုသိလို့အမေပြုံးသားနဲ့ချွေးမအောင် ဒေတာရှင်းပြပြီးရွာကိုပြန်လာခဲ့တာအခုစွစုကိုသူမိဘတွေစီအပ်ထားတယ်လူလေးတို့လည်းရွာပြင်မှာမနေရတော့ပါဘူးပေပေရွာလူကြီးကိုလည်းအမေပြုံးပြောထားပြီးအိမ်ပြန်ကြတော့တော့မိလေးတို့အမေပြုံးကိုလည်းပြန်တော့မယ်ဝိုင်းစိန်နဲ့မိပြုံးကအရင်းမြသာပြောပြီးချင်းချင်းလျှောက်ပြီးတော့ပြန်သွားကြတယ်သူတို့ရဲ့မျက်နှာတွေမှာမကောင်းဘူးမိသည်စကားမှအကောင်းကောင်းဖို့ဖို့ပြန်မပြောလိုက်ရပဲလမ်းလျှောက်ရေးပြန်သွားတဲ့သူမတို့နှစ်ယောက်ကိုလဲဝါကကြည့်နေတဲ့တာယာအောင်မောင်ဘိုးထေအမီးစကားဆူလိုက်ပါရီ ကိုသားရဘလူတွေဘလူတွေဖြစ်ကုန်တာလေဗျာပြောစမ်းပါဦးပြောရမေးဆိုရင်တော့မတို့ရွာတွေတက်ခဲ့သွားပြီတော့ကွာဒါမှမင်းတို့လိုင်းရှာနေရသူတွေ ਨੇ တွေ့တာပဲကျန်တာတော့မင်းတို့ပြောခဲ့တယ်လို့သူမျက်နှာတွေကမကောင်းတော့ဘယ်ကောင်းပါလေကွာမင်းတို့အတွက် ਨੇ သူ့သားကိုပြောပြီးသူ့ချွေးမကိုပြန်ရလိုက်တာကိုအခုသူ့သားနဲ့စုစုကအယူမိပိုင်းနေဖြစ်နေပြီပေါ့ကွာကဲကဲမင်းတို့ဆက်ပြီးတူးနေနေ ယောပဲပြန်ကြမယ်။ဘာဘုံတင်တော့မိသည့်စကားမှာပြန်မပြောနိုင်ခေါင်းကိုညှိနေတာဖြေလိုက်ခြင်း။သူရဲ့စိတ်ထဲမှာလည်းတယောက်ကိုတယောက်ဖမ်းကုန်နေတဲ့ဆူဆူနဲ့အမိပြောရဲ့သားတို့ကိုနေရောင်နေကစိတ်မကောင်းဖြစ်နေပါတော့ရဲ့။ဘာဘုံတင်တော့ကအင်းကိုပြန်ရောက်နေကြပြီမဲ့ပျော်ရွှင်ခြင်းအလင်းမရှိပဲမျက်နှာရီညှိုးနှံနေကြရဲ့။ဒါပြင်ဘာဘုံတင်တို့ရဲ့အင်းကိုရောက်လာတဲ့ဦးဝုံဒီလည်းအလုံးမလဲနေစကားဆိုရည်။ဟုတ်တယ်။ကောင်းလေ။မင်းတို့ကအစိတ်ဆိုးနေရလား။ မဟုတ်ပါဘူးပါယာဒါမေးတော့ဝတ်သားနဲ့ကြက်သားကလာတာလီလာဖို့တာအဖယာကျုပ်ပဲပို့ပါမယ်အဖအသက်ကြီးနေပါပြီမမေးရလေအထင်သေးလိုက်တာငါအလက်ကြီးရှိပါသေးတယ်ကွာအဲ့နောက်ဦးဆုံးကငေးကြိုင်နေရမှာဘိုးရှင်တို့ကိုကြည့်တာပြောစမ်းပါဦးမင်းတို့ဘာဖြစ်နေရလဲပြဿနာတွေရှင်းပြီမလားရှင်းတာတော့ရှင်းပြီပေါ့ဒါပေမဲ့တိတ်ချေကြတဲ့လူတွေရောက်မှာတော့ရှင်ခွဲခွဲနေရပြီ လင်းမယောင်းကွင်းတဲ့အတန်လေရောင်းမှမချားမိပါနော်ဘသူတွေကွဲလို့တယ်ကွာဦးအောင်ကမဘိုးထင်တို့ကိုကြည့်ကထပ်မံမေးမြန်းလိုက်ခြင်းဖြစ်ပါရဲ့အဲ့ကမဘိုးထင်တို့ကအစိတ်ပြတ်သွားနေဟန်နေတုတ်တူရပါသူတို့ကတိရောက်ကိုတိရောက်ချစ်တဲ့သူမတွေ့သေးဘူးကောင်းလေမင်းကတော်တော်ထင်သေးတာပဲငါရှိပါတယ်ကွာဘာပါရောရာကြည့်နေပြီရှက်လဲမရှက်ဘူး ။သူပြောနေတာမြောက်ပြည်ရွာမဝိုင်းစင်ရဲ့မောင်နေမရကိုပြောနေတာ။အလိုလား။ပြီးရလဲပြီးပြီမင်းတို့ရိစလန်ပြန်ဆမင်းနေကြားလာ။အခုတော့ဟိုကလူစိတ်ရှိလို့။အဲ့လိုလူစိတ်ရှိတဲ့သူတွေကိုတို့တို့အနေခက်နေတာပေါ့။ကဲဘာမှတွေးမနေနဲ့။ငါပြန်လာဦးမယ်။ဟင်းနေမေးခင်စားလိုက်ကြအောင်။ဦးကမိုင်းပြင်းကြီးပြီးအိမ်ပြန်မှထိုင်နေခဲ့။မောင်မိုးတို့ကိုကြည့်ပြီးခေါင်းရဲကအိမ်ဝိုင်းပြင်ကိုထွက်သွားလိမ့်မယ်။ တူထွက်သွားပြီးမကြတော့အချိန်ကိုတွေ့တယောက်အိမ်ထဲဝင်လာပြီးအတန်ဆာဆာနေ။ပြောလေအားလုံးလိုက်ကမင်းတို့အပေါခေါ်ခိုင်းလိုက်တယ်။ကိုရီတူတူမဟုတ်တာဘာမှမလုပ်ဘူးနော်။ခမရပါဘာလို့ခေါ်တာလဲ။လိုက်ခဲ့စမ်းပါကွာရှာရှီလိုက်တာ။ကိုတွေ့ကရင်းမြတာပြောပြီးအိမ်ဝိုင်းပြင်ပြန်ထွက်သွားလိမ့်တယ်။ဘာဘောတင်တော့လိုင်းမလာရေးခါနောက်တစ်ခေါက်ပြန်လှည့်လာပါမင်းတို့ကိုကိုကိုဘာတင်နေရလဲခွေးရမှာပဲ လာပါဆိုတော့ဒီကောင်လေးရောဖိုးထွေးခတ်ပါပါခေါ်မှသူတို့လည်းဖိုးထွေးရဲ့နောက်ကနေခက်ပြင်းပြင်းလိုက်သွားကြပါလိမ့်မော်ရီမင်းတို့ခေါ်တာတခြားတော့မဟုတ်ဘူးငါပြောစရာရှိတယ်ဟုတ်ကဲ့ပါပြောစရာရှိရဆိုတဲ့နေရာမှာရဲရွာအတွက်မိသားစုအတွက်မင်းတို့အတွက်လည်းမဟုတ်ဘူးရွာတွေပြောစရာရှိတာပြောပါလားဗျာတမေမစားသေးဘူးရွာလူကြီးစကားမပြောပြောပါဖြစ်ပါဗျာ အခုလိုအကြာကြီးစကားကြောင်းနေတုတ်လို့ထမင်းငတ်တော့ထမင်းဆိုတာဘယ်အချိန်ဆဆရတယ်ကွာထမင်းဘယ်အချိန်ဆဆဟုတ်ပါတယ်တပတ်ပြီးရေခေခွက်ကိုကိုပြစ်မှာဒီတိုင်းတင်ရလို့ခွေးစားသွားရင်ငတ်မှာမလို့ပါဗျာဒီတော့ကောင်းလေကွာအမြဲအရရနဲ့အကြောင်းကြောင်းပဲငါ့ကိုမျောပြေပါလို့ကြီးကပြောရင်အဝိုင်းဆိုင်မိသားစုသူ့သားစီမှာပညာဆိုရင်သူ့တို့သမီးညာသဘောတူမယ်အဲ့ဒါမင်းတို့သွားပြောကြည့်ဒါပဲ အမြဲအင်းပဲတော်ကြောင့်ဟင်းမကန်ခွေးစားတာငါးကြောင်ဆိုပြီးရွာရင်းလိုက်ပြောနေမှာကြောက်နေရသေးတော့ရွာလူကြီးတွေကရှည်ကောင်းရှည်တယ်တူပြန်တော်လေးရတိပြန်တူလုံးလာပြီးဤဒီကသူ့ရဲ့အကျင့်ပေတည်သူစကားဆုံးတာနေမှာဘိုးထင်တို့ကချက်ချင်းမေတန်လျာကထားပြီးအိမ်ဝမ်းပြင်ကိုထွက်သွားလိမ့်မယ်ဒရုန်းတော်လိုက်ရဲ့ဟန်ပြင်းလေးနဲ့ပူထရောင်ရွာလူကြီးကဟန်တားလိမ့်မယ်ဖျော်ဘေးဘေးတဝီထိုးလို့လေဒါတိတ်တော့မွေးထားလို့အားကိုရမလားမှတ်တယ် အခုချိန်ဒီအုတ်ချေသိအလုတ်ကိုငါပဲလုပ်နေရတယ်။မင်းကကိုကျင်းစာဆိုင်ရော။ဘာယာတုတ်ကိုမအော်မငေါ့ပါနဲ့။တုတ်ကဘောက်ကိုကြားမာရေးကောင်းလှုပ်ပေးနေရပါဗျာ။ဘာဆိုင်လေးကော။မဆိုင်တာပေါ့ဗျာ။တချို့တွေအိမ်ပါနေပြီးဘာမှမလုပ်တဲ့သူတွေကိုကြည့်။ထိုင်ရာကထပ်ရတော့တကြွကြွနဲ့အခုကအလုတ်တွေလုပ်တော့ဒီကုန်လုံးကြီးနဲ့ဖားကြီးလိုတလားလားနဲ့ထားနိုင်ထိုင်နေနေတာတုတ်ကျေးဇူးပါဗျာ။ဝိမာတာငါမြဖားကြီးလိုတဲ့ မင်းနေရောအားတုံနဲ့တွေ့မယ်အဖကြီးသူ့ကျန်းရင်းနဲ့သွားလာအောင်ပဲကျန်းရက်ကောက်လာတဲ့ကောင်မလေးတွေကသူ့ကိုတောက်မိကလို့ဆိုပြီးကျန်းမင်းလေးကိုနှင်းချိုးခဲ့လို့အချင်းကြီးမကောင်းမှန်းသိရပိုးတွေကအလုံအောင်ကြောင်းပြကောင်အိမ်ဝိုင်းထဲကထွက်ပြေးနေတယ်ရွာလူကြီးမှာပြပစိုးတပြေးပြေးနေဒေါသထွက်ကကျန်းနေရိတ်ခဲပါလျော်တယ်ကြီးကြိုက်ခံလာဖို့မရှိဒေါသဘာဝတိုင်းစောက်လို့ထားတဲ့အိမ်လေးရဲ့အိမ်အောင်တန်းလျောက်မှာထိုင်ကောင်တစုံတစ်ခုကိုတွေးနေတဲ့လူငယ်လေးကြောင်က ။တန်လျာကျောကိုမှီးမိပြီးတော့ခေါင်းပေါ်ပြီးတော့အိမ်ကျွမ်းကင်ကိုငေးကြည့်နေတယ်။သူ့ရဲ့မျက်နှာကကြေကွဲဝမ်းနည်းမှုအပြည့်ဖြစ်ပြီးမိမရှိတဲ့မားဖြစ်သူကသူ့ကိုချော့ပေါဖြောင်းဖြားနေလိမ့်တယ်။မောင်လေးရဲ့အမလည်းဘလို့မှမဖြစ်တာလို့အခုလိုစီစဉ်ရတာပါ။မောင်လေးကိုချင်းစားမယ်လေ။ဘဝအရွယ်တော့မရောက်သေးတဲ့ခလေးပဲ။အမတို့ကြောင့်ရွာပြေမှာထွက်နေတာ။အဲဒါကြောင့်ပါ။အမလည်းတကယ်စိတ်မကောင်းပါဘူး။ ကျုပ်ပြီးပါရဲ့ပါဒါပေမဲ့ကျုပ်ရင်လည်းမဖြေနိုင်သေးဘူးဗျာကျုပ်လိုပဲဆွတ်ဆူတော့ဘလောက်လွမ်းနေမလဲမောင်ပြေသူကိုချောမော့နေသူမှဝိုင်းစိန်ဖြစ်ပါလိမ့်တခါသူရဲ့မောင်ငယ်တန်းနေအပြင်းမရှိတဲ့ပေမင်ရွာကကောင်လေးတွေကိုဒုက္ခရောက်စေခဲ့တယ်ကဲကောချောမော့ရည်သာသွေးထွက်တန်ယူမဖြေခဲ့ခြင်းဖြစ်ပါလိမ့်ယခုတော့သူတို့ကိုဒုက္ခပေးမိရာဒီအတွက်နောင်ထားရပြီးမောင်ပြေသူတို့လေမယောကိုခွဲကောင်ကောင်လေးတွေကိုရွာပြေထွက်ခြင်းကပြန်ပြီးကူညီခဲ့ပါတယ် အဲဒီဂျိုဆက်ကယခုသူမရဲ့မောင်လီမယဝေးခဲ့ရပြီဖြစ်တယ်။မောင်ပြေပြောပါသူတို့ရဲ့အမောကိုကောင်းစွာတီးတော့လက်ခံပြီးနေတိုင်းကြည်ခွေဆွေးမြေးလို့နေလေ။ယခုလဲမောင်ပြေသူကိုအမေကမိသူတော်လုံရက်နဲ့မိုင်းတွေငေးပြီးဆွေးနေခြင်းမဖြစ်အောင်မိသူလုံရမီနီလို့တွေးနေစဉ်အိမ်ဝန်းလေးကိုကောင်းလေးတုံးရောက်တို့ကရေဒီကိုစီလေးကဝင်းလာလေ။ကျတော့ဝင်လာတော့ကိုမြင်တဲ့ကဝိုင်းစိန်ကအံ့ဩသောမြင်ဝန်းတို့နဲ့ကြည်လာ။မောင်လေးတို့ဘယ်ကနေလှည့်ဝင်လာလဲ ဒီလိုပဲလာတာပါကြီးဘာကိစ္စရှိလို့လဲဝင်ကျုပ်ပြောပြမင်းနေဟုတ်အမေပြောရှိလားမရှိဘူးအေးရတော့ခုပဲခဏနေမှရောက်တော့မှာပါသူလာမှပြောမယ်ဗျာဒါနဲ့ဟိုကိုဘာတွေ့လို့ခေါင်းကြီးမော်ပြီးကြည့်နေတာဝိုင်းစင်တို့အိမ်ထဲကိုဝင်လာတဲ့ကောင်လေး၃ယောက်မှာဘာဘိုးထင်တို့ပဲဖြစ်ပါရင် သူတို့သုံးယောက်ထဲမှာဒါရီကတန်လင်းရလက်ရန်ကိုကြောမိပြီးအိမ်တန်းကင်းကိုမော့ကြည့်နေတဲ့ဝိုင်းစင်ရဲ့မောင်အောင်မော်ကိုမေးလိုက်ခြင်းဖြစ်တယ်။ဒါရီရဲ့အမေးစကားကြောင့်တွေးငေးဆွေးနေတဲ့အောင်မော်ကဟိုတီတီတီလောက်ကငါ့ကိုပြောရတာ။ကောင်းမော်နေရဆိုလို့ခမားပဲရှိတာလေဗျာ။အေးဘာမို့ပါဘူးကွာကြည့်ချင်လို့ကြည့်နေရ။အောင်မော်ပြောမိပြောရပြောလိုက်ခြင်းဖြစ်တယ်။မကြတော့ချင်အမေပြောက ပလိုင်းလေးကိုလွယ်ပြီးပြန်ရောက်လာရင်ရရောက်ချင်းမှာဘိုးထင်တို့ကိုမြင်တဲ့အခါအံ့ဩနေပြီးရောမြင်းတို့ရောက်နေရတာဘာကိစ္စရှိလို့လဲကွယ်ပြောရမယ်ဆိုရင်တော့တာရီသမီးရဲ့ကိစ္စပေါ့ဟင်ဘာပြောပါလဲအမေပြောကပေတူခက်တီတီနဲ့ပြောလာတဲ့စကားကိုနားမလည်ဖြစ်နေရင်အဲ့နောက်ပလိုင်းကိုစပွဲကိုမော်တင်ပြီးတန်လျောပါဝင်ထိုင်လိုက်ကပြောစားပါဦးကွယ်တာရီသမီးရဲ့တယ်နဲ့ထူးဆန်းပါလား အမေပြောရင်ပေတူးပြောတဲ့တာရီတမင်းရေးဆိုတော့ဟောရီကခေါင်းမောင်းနေတဲ့အကူအောင်မပါငါကြီးဟာဟုတ်ကျုပ်ကနာမည်မသိလို့ပါဗျာအမစူးစူကိုပဲသိတာခမရောတော့နာမည်မသိဘူးလုံးရင်ကိုပြောမယ်ဗျာကျုပ်တို့ရွာလူကြီးကိုဒီကမြောက်ပြင်ရွာလူကြီးကပြောတယ်အမေပြောလို့ပညာရေးသူသားစီဆိုရင်သူ့သမီးနဲ့ဒီကကိုအောင်မောင်းနဲ့သဘောတူမယ်ဒီဗျာမဘောတင်ရဲ့စကားဆုံးတဲ့ကအောင်မောင်းကထိုင်းနီယာကမတ်တန်ရန်လိုက်ကမင်းတကယ်လား သူတို့အဲ့လိုပြောတာလားရွာလူကြီးကလာပြောခိုင်းပါလေဆိုမှတကယ်ပေါ့ဗျာအဲ့ဆိုအမေလည်းမတူတူကိုကူညီပါဗျာတူတူပညာရေးစွန့်ကြမယ်လေဒီပညာရေးကကောင်းကျိုးလည်းမပြည့်ပါဘူးတူတူမကောင်းတာတွေလုပ်နေတာများပြီတာမန်ဘဝတွေနေပြီဘဝကိုဖျက်ဆီးကြအောင်တော့မှာအမောကသူ့ရဲ့မိငယ်ဖြစ်သူနဲ့အမဖြစ်သူတို့ကိုအားကိုးတကြီးစကားဆိုနေတို့ပေမဲ့ဝိုင်းစိန်နဲ့အမေပြုံးနေတာအားကျိုးမှန်တဲ့အမှုရာမရှိတာပဲ ကျမတို့ကတရားမျက်နှာတယောက်ကြီးကမျက်နှာတွေမကောင်းကြဗိခာအာမောကလေအမေထဲမှာဟာလေတုတ်တုတ်ပေါင်းဖို့ထက်အမေရုပ်ပညာမစွန့်ရဘူးကဟိုအရေးကြီးနေဟာလားအဲ့ဒါဆိုလေအမေရုပ်သဘောပဲတုတ်ကတော့အမေရုပ်နဲ့မနေနိုင်တော့ဘူးတုတ်အိမ်ပေါ်ဆင်းမယ်ဗျာနေပါဦးအာမောရေဘာစဉ်းစားနေပါလဲဘာစဉ်းစားစရာလိုလိုလေးဗျာတုတ်တုတ်ပေါင်းရဖို့ဒီနည်းလမ်းပြမရှိတော့ဘူးဒီအခွင့်အရေးကနောက်ထပ်ထမ်းမရနိုင်တော့ဘူးမေယား အေးပါဟဲ့နေအမနဲ့တိုင်ပင်ပြရစီဟောငါသားရဲ့အမေပြောမှမရသောကန့်နေတဲ့အောင်ဘော်ကိုချော့တလဲချောက်တခါလေးပြောနေရတယ်။မဘိုးထဲသေးလေးအောင်ဘော်ကိုကြည့်ဟာ။ဟေးလူခမရလေအဲ့ဒီလောက်ကြီးမရတာမယူစားပါနဲ့ဗျာ။တို့တိုင်ပင်ပါစီရော။အေးကွာသူ့တလောက်ကယူဆိုင်နေတဲ့အမေနဲ့အမောက်အမြောင်။ဒီပါကွာငါစိတ်ရောသွားလို့ပါ။အမေထဲမှာကြုံတောင်းပါမယ်။အမေထဲမှာကောင်းတယ်လို့သာလုပ်ပါကြုံလက်ခံမယ်။ အေးပါအောင်မေအဲ့လိုလုပ်ပါငါနဲ့အမိပါနေနဲ့တော့ငါမလုပ်ပါဘူးမောင်မင်းတို့ဝိုင်းပြောတဲ့အခါမှာအောင်မောကမိခင်ဖြစ်သူကိုကောင်းမွန်စွာစကားဆုံးနေတယ်။အဲ့တော့သူတို့ကဝိုင်းဝန်းဆွေးနွေးလိုက်ကြပြီးပညာဆွံ့ရမှာခက်ခဲတဲ့ဘိုင်းတွေကိုပြောပြရင်မောင်မင်းတို့ကိုရောက်ပြည်ရွာလူကြီးစီကိုသွားစီပြီးပြောခိုင်းလိုက်ပါရယ်။လက်ဆောင်ပြအေးကြီးရဲ့အေယုံကမှလူ၃ယောက်ထိုင်နေတယ်။အမျိုးသားကြီးတစ်ယောက်၊လူငယ်တစ်ယောက်နဲ့မိန်းမငယ်လေးတစ်ယောက်တို့ဖြစ်တဲ့ အဲ့ဒီသူတို့မှာမြောက်ပြေရွာလူကြီးဦးတောက်ထွန်းကားဖြစ်သူအထက်လန်းစီယာအောင်ကြီးတမိဖြစ်သူဆွဆွရောဖြစ်တဲ့ဦးတောက်ထွန်းကသူရဲ့ရှေ့မှာရှိတဲ့ရေနွေးချက်ခွက်ကိုတစ်ကြိမ်မောတော့လိုက်ကစတင်စကားဆိုလေ။အော်ဒီအစောကပေမေရောကောင်လေးကြီးပြောတော့တာမင်းလည်းကြားတယ်မလား။ကြားတယ်ပါ။တို့ပြောတဲ့လောက်လေမခက်သေးပါဘူး။တို့ပြေကောင်တုတ်ရှုံပါလေ။ဒါတော့ကိုကိုကိုတိတ်အထင်မကြီးနေကွာ။ မပြုံးတဲ့ဝိုင်းစိန်တို့ရဲ့ပညာလည်းမသေးဘူးထင်တယ်နော်။မင်းစုတ်ခိုင်းလို့ဖြစ်ပါမလား။အဘအတုကိုသိအထင်သေးရပါဗျာ။ဒီနေ့တကြောမှာဆရာအောင်တို့ကနာမည်တစ်လုံးနဲ့နေရပါဗျာ။တို့ပညာလောက်ကတော့တူကောင်းကောင်းလှုပ်နိုင်ပါပြီ။ပြီးရပါပြီ။ကဲသမီးဆွဆွညီတမိုင်းဝန်တူတွေလှုပ်မနေနေတော့တို့ပညာတွေဆုံးပြီးရတယ်ဘာကိုယ်တိုင်မင်္ဂလာဆောင်ဝေးမယ်ကြားလား။ ဦးတော်တို့ကညောင်းငယ်နေတဲ့သမီးဖြစ်သူရဲ့မျက်နှာကိုကြည့်အောင်စကားဆူလိုက်ဖြစ်နေ။သမီးဖြစ်သူရဲ့အတန်တိတ်ဆိတ်ဆန္ဒပြမှုကြောင့်အတက်နိုင်ဆုံးအကောင်းဆုံးဖြစ်မဲ့အရာကိုတွေးတော့ကောင်းယခုကဲ့သို့အစီအစဉ်လိုက်ရခြင်းဖြစ်တယ်။မကြသောချိန်ကပေပင်ရောကမောင်ဘိုးတေတို့ကဝိုင်းစိန်တို့ပညာဆွမ်းမေစွံပြောသွားပြီးအခက်ခဲတချို့ကိုပါတကားရေးပြောထားရည်။အရိကခဲပါပညာရီကိုထုတ်ပေးမယ့်ဆရာမောင်လုံလောက်တဲ့အကျင့်စရဏမရှိကမလိုလားတဲ့ပြဿနာတွေဖြစ်တဲ့ဒီကိုလာပြောခြင်းဖြစ်ပါရည်။ ို့ပေမဲ့တားပြသူအထက်လန်းဆရာအောင်ကြီးမှလောမဖြစ်တယ်လို့သာအတင်းပြောလာတော့လာမဲ့လာခွေကမှပညာစွန့်မှုရွာပြင်မှာသူတို့ပိုင်တလင်းမှာပြင်ဆင်ချိန်လိုက်ကြပြီးဖြစ်ပါရင်အဲ့ဒါဦးတော်ထောကတားပြသူကိုမေးမြန်းနေခြင်းဖြစ်တယ်။ KLG အကောင်းဆုံးဖြစ်ရောက်တာလုတ်ပြီးတော့မပြုံးနဲ့ဝိုင်းရှင်မှာအဲ့ဒီပညာတွေမရှိဘူး။တကယ်လူကောင်းကြီးကွာ။ဟုတ်တယ်ပေါ့။တုံလေးဝိုင်းရှင်လေးကိုအဲ့ပညာတွေစွန့်စီခြင်းလား။အခုတော့တုတ်ဆန်တာတွေပြည့်ပြီပေါ့ဗျာ တကယ်ကောင်းကွာဒီစကားပြောထွက်တယ်။နမပေးထိုင်အောင်မှတ်သေးဘူး။ဘူတောက်ထွန်းရဲ့စကားကြောင့်ဆူဆူမှာပြုံးဆဆဖြစ်နေပေမဲ့အောင်ကြီးမှနိုင်ငယ်ရှက်သွားပြီးမစီမဆိုင်ဆူဆူကတော့တိမ်မောက်လို့နေပါတော့တယ်။ကောင်းကင်မှာငွေလာပင်းကြီးတည်တယ်ရှိမနီ။ကျဲကလေးတွေဒီကလင်းတလက်မိန်တလက်ဖြစ်နေပြီးအဲ့ဒီချိန်ကညောင်းတကောင်ရဲ့ရောင်းလူချိန်လည်းဖြစ်ပါရဲ့။ယခုကဲ့သို့တိတ်ဆိတ်မှောင်မှန်းနေတဲ့အချိန်ကမှအလင်းအောင်ဖြာကြနေတဲ့နေရာတွေသာရှိတယ်။အဲ့ဒီနေရာမှာဦးတောက်ထွန်းရဲ့တလင်းပြင်ဖြစ်ပါရဲ့။ ရွာလူချင်းလည်းဖြစ်လေပါရှင်တထင်းလည်းဖြစ်တဲ့ဦးတော်ထွန်းကအလုံးရှားမောင်းရဲ့အောင်းလင်းတမီတလက်ပိုင်းဆိုင်ထားသူဖြစ်ပြီးယခုတလင်းပြင်းထဲမှာတော့အဲ့ဒီတမီကြီးထွန်းထားလေတလင်းပြင်းမိအောင်မှဒူးထောက်ထန်နေတဲ့အမေပြုံးတို့မိသားစု၃ယောက်နဲ့သူရဲ့ရှေ့မှာယောဂီဝစ်ဆွန်ဝစ်ထားပြီးတိန်နေချောင်းကိုကင်ထားတဲ့ဟိဟန်ပြင်းနဲ့အောင်းကြီးသူတို့နဲ့မလန်မကန်းမှာတော့မောင်ဘိုးထင်တို့၃ယောက်အပြင်ဦးတော်ထွန်းတို့တာဖရှိနေကြတယ်ဦးတော်ထွန်းကဟိဟန်ပြင်းနဲ့သူ့ရဲ့သားတော်မောင်ကိုကြည့်ကောင် မာဘိုးထင်ရဲ့အနာကပ်လာပြီးအတန်ခတ်တိုးတိုးနဲ့စကားဆူနေတယ်။ကောင်းလေမင်းလည်းမခေလာဘူးဆိုတာငါသိတယ်။ဘယ်လိုသဘောရလဲ။ငါသာအစီပြေနိုင်တော့မှာ။ပြောတယ်ဘူးမြော။ဟဲ့ဗန်းတော့တကယ့်ဆရာကြီးကြားနေရပြီ။မင်းလည်းဆရာပါပဲကွာဒီနေ့တကြောမှာတော့ဆရာတော်ဆိုတာငါသားပေါ်ပေါ့ကွာ။ဦးတော်ထွေးရဲ့စကားကြောင့်တာကြီးကအတန်ခတ်တိုးတိုးနေပြီးစကားလန်းဆူလိုက်ပြန်တယ်။ ဆင်းအောင်ဆိုတာသူလားမင်းသိရလားအတိရောဗျာကျုပ်အဘလက်ပြေကြောင့်ငုံနေတော့အကျုံးလာဖို့ပြီးသွားတာဆင်းအောင်လေးဗျာကျုပ်ဖြစ်အဘပြောလို့သာနာမည်ပဲကြားဘူးလားလူတော့မင်းဘူးဩအနှိမ့်ဆရာကအထက်လမ်းလေးတက်တာဟုတ်မင်းမေးကြည့်ရောဘယ်ရလားငါတော့အနှိမ့်တယ်ရမှာလေတော်ကွာစကားများနဲ့ဥမာလုပ်ငန်းစနေပြီတေးချာကြည့်ဦးတော်တော်ကတာရီရဲ့စကားကိုမချေမနှက်ဖြစ်သွားပြီးပြင်သာစုမီကိုသာအာရုံစိုက်ဖို့တတိပင်းလိုက်တယ် မကြတော့ချိန်မှာတော့အောင်ကြီးကသူ့ရဲ့ရှိကအမိပြုံးတို့မိသားစု၃ယောက်ကိုကြည်ကကေတင်တော်တွေနေတို့ပညာတွေစွန့်ကျင်လားမစွန့်ကျင်ဘူးလားစွန့်ကျင်ပါလေဟုတ်ပြီငါသုံးကမိမယ်နေတို့ဖြေကြအောင်ကြီးကပညာစွန့်ကျင်တော့လို့သုံးနေသုံးကမိအောင်အမိပြုံးတို့ဒီလေသုံးနေသုံးကဖြေနေတယ်အဲ့တော့အောင်ကြီးကသူ့ကြိုက်ထားတဲ့ချိန်တို့ကိုမိုးဝမြောက်လိုက်ကဝိဇာတသောနဲ့ဆီဟာအောင်တို့ရဲ့အမိတ်ငါဆီဟာအောင်ရဲ့အမိတ်ဒီစေးချိန်နဲ့တူကပညာတွေအကုန်လုံး ပါဇက်ကထွက်စေသည်။အဲဒီလိုပြောလိုက်ပြီးနောက်ဂါရာမန်နီယောရဲ့ယူကောင်အမေပြောဝိုင်းစင်နဲ့အော်မော်ရိုးရဲ့ဥကောင်ကိုချိန်ညစ်တိုးလိုက်တယ်။များမကြတော့ချိန်အမေပြောတို့သုံးယောက်ကတက်လိုက်သည်လား။ကွေးကောက် နေပြီးတစ်ချိန်တည်းမှာပဲကောင်းငင်ပေါ်ပေါ်ပြီးပါဇက်တီဟားလိုက်ရောင်းအဲဒီပါဇက်တီထဲကမဲနဲ့နေတဲ့ရှင်ကောင်လေးအပေါ်ကိုပြန်ထွက်သွားကြလိမ့်မယ်။အဲ့ဒီကြောက်ကိုကြည့်ပြီးအောင်ကြီးကပြုံးပြီးသူ့ရဲ့ဖခင်ကိုနှမ်းမိစကားဆိုပဲပြုစင်။ကောင်းငင်ပေါ်ပြန်တက်နေတဲ့အတန်းလိုက်ထင်းနေတဲ့ရင်ကောင်အုပ်ကြီးမှာ သူ့ရဲ့ပါစက်ထဲကိုဝင်သွားလိမ့်မယ်။အဲ့ဒီအချင်းရောက်ကိုမြင်တဲ့အခါမှာဘိုးထင်ကဝီတော့ပြီဗျ။ခမည်းတော်ဆီအောင်ရဲ့ပါစက်ထဲအမေပြုံးလို့ပညာတွေဝင်နေပြီ။ဟုတ်လား။လုံးလီကောကျုပ်လည်းဘာမှမလုပ်တတ်တော့ဘူး။တို့ညင်းညူနေစေအမေပြုံးလို့တောင်းမိ၃ရောက်ရဲ့ပါစက်တွေထဲကရေကောင်တန်းကြီးကအောင်ကြီးရဲ့ပါစက်တွေကုန်စင်အောင်ဝင်သွားလိမ့်မယ်။အဲ့တော့အောင်ကြီးဝေထားတဲ့ယောဂီအောင်ဝိဆုကယုတ်ကြီးဆိုလို့မဲနေသွားပြီးမျက်နှာမှာမျက်လုံးမျက်ကွင်းတို့ဒီလဲမဲနေသွားကောင် အမောင်တို့ရှိရာလေခွင်းနေဘက်ကိုထွက်ပြေးသွားတော့တယ်အဲဒီခါမှာဦးတောက်ထွန်းကအောင်ကြီးပဲထွက်ပြေးတာလေအဲဒီလိုပြောပြီးပြေးလိုက်ရပြေးနေစေမောင်ဘိုးထင်တော့ကဆွဲထားလိုက်ပြီးတော့ဟွေအချင်းလေးမကောင်းအမေပြုံးနေမှာတော့ပညာမရှိတော့ပညာဆွတ်လာတော့အောင်ပါရဲ့ကြာပြီမင်းအတန်းမဖြစ်လို့လေတူလေဒေသာမသိသေးဘူးအခုတော့ပြန်ဆောင်ရအောင်သူ့အဖေကိုအကျိုးကြောင့်မေးပြီးမှဦးစီပြန်လာပြီဒီမှာကွာငါတော့ကဲပြီးတော့ကနော် စိတ်ကြကအခုတော့အမေပြုံးတို့သွားတွဲလာအောင်အဲဒီလိုနဲ့မောင်ဘိုးတင်တို့ကပင်ပန်းရန်နေဟန်ဖြစ်နေတဲ့အမေပြုံးတို့မိသားစုကိုတွဲပြီးရွာကိုပြန်ရသွားဆိုင်းပြေးနေကြပါလိမ့်ရောတဲ့ပရိသတ်များခမအခုတင်ဆက်ပေးခဲ့တဲ့အစဏ္ဏလေးကတော့စာရေးသူမောင်ဒေဆန်ရေးသားထားတဲ့အောင်လန်းဘိုးတင်နဲ့နီးမန်လမ်းမန်ဆိုတဲ့အစဏ္ဏလေးပဲဖြစ်ပါလိမ့်အားစီပေးခဲ့ကြတဲ့ပရိသတ်တဦးတယောက်ချင်းစီကိုလည်းအထူးမင်ကျေးဇူးတင်ရှိပါရယ်ဗျာ ဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တဲ့ဒီကတော့ကျွန်တော်ကူကပ်မင်းဖြစ်ပါရယ်ခင်ဗျာ